အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့အာလူရှိုံနဲ့အာလူကော်မုတ်ကို အလွေတကူလေးလုပ်တဲ့လုပ်နေလေးပါ အာလူရှိုံနဲ့အလွေတကူလေးလုပ်လို့ရပါတယ်နော်ကဲကျမရဲ့လုပ်နေလေးကို ကြည့်ကြရအောင်ပထမဦးဆုံးဒီအာလူလေးတွေကို အခွန်ခွာထားမယ်ပြီးရင်ဒီလိုပုံစံလေးစိတ်စိတ်ကလေးကျမလီးထားပါတယ်ဒါလေးတွေကိုညှက်နေအောင်ဆက်နဲ့ကြိတ်ထားပါမယ် အာလိုလေးတွေကိုဒီခွက်နဲ့ကျမချိန်ထားပါတယ်တခွက်ရဲတဝက်ရဲရှိပါတယ်နော်ပြီးရင်ရေထဲပါမယ်ရေလဲဒီခွက်နဲ့ပဲချိန်ထားပါတယ်တခွက်ထဲမယ်ပြီးရင်နောက်ထပ်တခွက်ထဲပါမယ်တဝက်ကိုထပ်ထဲမယ်ရေကိုတော့အာလူးချိန်တဲ့နှစ်ခွက်ခွဲကိုထည့်ထားပါတယ်ပြီးရင်အားလုံးကိုကြိတ်ထားပါမယ် အလိုလေးတွေညှက်နေပြီဆိုရင်တော့စကားလေးနဲ့စစ်ထားပါမယ်နော်စကားလေးနဲ့စစ်ထားမယ်အခုကျမစစ်ထားတဲ့ဒီအဖက်လေးတွေကိုရေနည်းနည်းထပ်ထည့်ပြီးတော့ပြန်ပြီးတော့ကြိတ်ထားပါမယ်။ ြီးရင်ရေပြန်ပြီးတော့စစ်ထားမယ်။နှစ်ခါသုံးခါလောက်ဆိုရင်တော့ရှာနေပါပြီနော်။အခုကျမစစ်ထားတဲ့ဒီအာလူအရေလေးတွေကိုခဏလေးအနေကြအောင်ထားထားပါမယ်။ ကဲကြည့်ပါဦး7မိနစ်လောက်ဆိုရင်တော့အောက်ခြေမှာအဖြူရောင်လေးတွေတွေ့နေရပါတယ်နော်အပေါ်ကအရေးကြီးလေးတွေကိုဒီထဲမှာပြောင်းထည့်ပါမယ်ကဲကြည့်ပါဦးဒီအဖြူလေးတွေကတော့အာလူကော်ရည်လေးတွေပါနော်ကဲကြည့်ပါဦးစီစီလေးဖြစ်နေပါတယ်နော်

အခုလိုမျိုးပြန့်ပြန့်ကလေးဖြစ်နေပြီဆိုရင်တော့ဏီပူထဲမှာကျမအချောက်ခံထားပါမယ်။နေပူထဲမှာကျမတဏီကုံအချောက်ခံထားပါတယ်ကြည်လိုက်တော့၆နေပါပြီနော်ဒီလိုမျိုး၆၆ကလေးဆိုရင်တော့ရနေပါပြီဒါလေးနဲ့ဒီလိုမျိုးလှုပ်ထားမယ်လွယ်လွယ်လေးနော်အရန်လွယ်ကူတဲ့နီလန်းလေးနော်ခွာရတာလဲလွယ်လွယ်လေးပါ ကော်မုံလေးတွေက66လေးနဲ့ရွရွလေးဖြစ်နေပါတယ်နော်ဒီအလူကော်မုံလေးရှိတယ်ဆိုရင်တော့ကျမတို့မုံလုံးတဲ့အခါအလွယ်တကူလေးထည့်သုံးလို့ရပါတယ်နော်แกជីပါအောင်လက်နဲ့ဒီလိုလုပ်ရင်လဲအမုံလေးဖြစ်သွားတယ်เนาะ ဒါလေးတွေကို ကျမဒါလေးနဲ့ပြန်ပြီးတော့ဖြည့်ထားမယ်အမုံဖြစ်သွားအောင်လို့ကျမဒီလိုမျိုးလုပ်ထားပါမယ် ကဲဒီလိုအခြေအနေလေးဆိုရင်တော့ရနေပါပြီနော်အကုန်လုံးကြည်နေပါပြီအမုံလေးတွေဖြစ်နေပါပြီနော်အခုဆိုရင်တော့အာလူကော်မုံလေးရနေပါပြီဒီအမုံလေးကိုတေတေချာချာလေးတင်ထားမယ်ပြီးတဲ့အခါကျတော့ကိုလိုချင်တဲ့အချိန်မှာထည့်ပြီးတော့တုံးလို့ရပါတယ်ရှင်အာလူရှိုံနဲ့အာလူကော်မုံလေးကိုအလွယ်တကူလုပ်တဲ့လုပ်နေလေးပါနော်အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးလို့ကျေးဇူးတင်ပါတယ် အားရှိသွားအောင်လဲ like share subscribe လေးနဲ့လဲအားပေးကြပါဦးရှင်ကျေးဇူးများကြီးတင်ပါတယ်